တချို့ကရန်ခတ်မှုနှိမ့်နေလိုက်ပါရင်ရန်ဖတ်သမားတွေကိုထိရောက်စွာပထမဆုံးကျွန်တော်တို့ဒီဆက်တက်လေးကြီးနေနဲ့ကင်းထောက်ပြီးတော့မှနောက်ဆက်တက်လေးကြီးနဲ့ကင်းထောက်ပြီးတော့မှနောက်ကနေပြီးတော့လေးရင်နဲ့ပုံချလိုက်တော့ဘူးတော်တော်လေးကိုဗက်အကင်လေးဗက်တည်းအကင်လေးရောအရှင်လေးရောရပါတယ်ဆိုတော့ဗက်ကင်ဘယ်လောက်ရလဲဆိုတော့စင်းကိုတော့ကျွန်တော်မပေါ်ပြတော့ဘူးဘာလို့လဲဆိုတော့ရန်ဖတ်သမားတွေကပြောလိမ့်မယ်စစ်တက်ကအစူလာပြုံလိုက်တက်ဖြတ်ပါတယ်ဆိုပြီးတော့ပဲလို့သွေးပြီးရဲ့ရဲကန်ပိုးမှဆိုးလို့ဗက်ကင်ဘယ်နောက်ကောင်ရလဲဆိုတဲ့တင်ကိုတော့မပေါ်ပြတော့ဘူးတချဲကိုယူထားတဲ့ကြောင်မဲမျိုးပေါ့တက်မလို့ကနေဒီကြောင်ကနေပြက်ခက်ရှင်းလင်းခဲ့တယ်လို့ကြားသိရပါတယ်ဒီအထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထိုးတောင်းရမှုတက်မလို့ကပြန်လဲ းချပြီးတော့မိုးကုတ်မျိုးကိုလည်းပဲလက်ရှိနောက်ဆက်ကတက်မလို့အိဆောက်ဆိုးရကဝင်းရံပိတ်ဆို့ထားပါတယ်မိုးကုတ်ကိုပိတ်ဆို့ထားပြီးဖြစ်ပါတယ်ကြောင်မဲကလည်းဘုံကျဲရှင်းနေလည်းရှိတယ်ခလားတို့ကိုပြောချင်တာကပါရာမော်တာလို့ခေါ်တဲ့စက်တန်လီတီထိလာကပါရာစီတမောတောက်လို့မပြောက်ပါဘူးเนาะအန်ယူဟိုအန်ယူဂျီပေါ့လက်ရှိအန်ယူဂျီဖွဲ့ကအရင်ကအနေနဲ့ဒိုးတိုင်းဝင်ကြီးကြုံပြောခဲ့တယ်လို့ဆရာမောင်ဆေးနေမောတောက်လို့မပြောက်ပါဘူးတခါလေပြင်ပေးပါတယ်စက်တက်ဆိုတာပြင်မှတ်အောင်ထိအောင်ပြစ်တယ်မိုးပေါ်ထောင်ပြစ်ပြီး၆တောင်မပါဘူးလို့ပဲပြောချင်ပါတယ်ဆိုတော့ဒီနေ့မနက်ခင်းပါပဲ ညိုင်တဲ့ပုတ်ကိုနော်ကျက်ပတ်မှုနေနေခဲ့တယ်လို့ကြောင်မဲကိုလည်းတမတော်ကနေနေနေကျွန်တော်တို့ဒီနောက်ချိုးကိုပြန်ရတယ်လို့ဘိုးဘုတ်ကိုဝိုင်းရပိတ်ဆို့ထားပြီးတော့ကြောင်မဲကိုလည်းတမတော်က process နေနေခဲ့ပါတယ်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြိုင်နဲ့ပေါ့မြုတ်နယ်ဆက်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်လို့ပတက်ကင်တော်တော်များကြောင်းမပူးဓူပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါရက်မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြုတ်နယ်နဲ့ပေါ့မြုတ်နယ်အဆက်ရှိကျေးရွာတွေမှာဒီကနေ့မှတ်၃ရက်မနက်ပိုင်းကလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး၁၂ရက်ထက်မနည်းတေဆုံးခဲ့က အယောက်20ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒီကနေ့မနက်တနာရီကနေနှစ်နာရီဝန်းကျင်အထိမြန်မြို့နယ်ရှိစိတ်ချေးကျုပ်ကုန်းပေါင်းပင်ညောင်ကုန်းစူးဝင်းနဲ့တောရွာအနီးလေကွင်းပြင်တို့မှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်ဖြစ်ပွားခဲ့တဲ့အပြင်ပေါင်းမြို့နယ်လက်ပံတိုနဲ့တရက်ကန်ရွာနီးမှာလည်း မနက်တနားီ15မိနစ်ဝန်းကျင်ကလေကြောင်းတိုက်ခိုက်ခံရမှု၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။နေရာ၈နေရာမှာလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ဖြစ်သွားတာလက်ပံတူရွာနားမှာရေနံမော်ရှိတယ်။အဲ့ဒီနေရာတွေပါလေကြောင်းတိုက်ခိုက်ခံရွာမနက်အစောပိုင်းလူတွေအိတ်ကောင်းနေတဲ့အချိန်ဆိုတော့ရှောင်းတိန်ချိန်လည်းမရလိုက်ကြဘူး။ဘောင်းပင်ရွာကတော့အထိအနာဆုံးပဲလောလောဆယ်တော့တေဆုံ၁၂ရောက်အတီးပြုတ်လို့ရတယ်။ဒံရရကအယောက်၂၀လောက်ရှိမယ်။ တရိတ်ဆန်တွေလည်းတည်တယ်၊နေအိမ်အဆောက်အုံပျက်စီးတာတွေလည်းရှိတယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။မနက်မိုးလင်းချိန်6နာရီဝန်းကျင်မှာလဲနတ်ဆက်ကရဲ့စိတ်ဖြူမျိုးနဲ့အခြေဆိုင်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာကစက်တက်လေထီးနဲ့မြိုင်မျိုးနဲ့အနောက်ပိုင်းကျေးရွာတွေကိုကင်းထောက်ပြန်တမ်းမှုရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေတာတွင်လက်နက်ကင်တပ်ဖွဲ့တွေကလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့အခြေအနေတွေကိုထုတ်ပြန်ကြေညာထားပြီး နာဆကဘက်ကတော့လက်ရှိအချိန်ထိသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး ာပါမျိုးကြီးကျမမကွတ်တို့မှာပြပါရှင်ဒီနေ့နောက်25ဦးနဲ့မက်ရှလာတုံးရည်ဖြစ်ပါတယ်ဒီနေ့ကျမတို့တချို့နိုင်ငံတော်လူကြီးဝင်ကြီးချုပ်နဲ့အဖွဲ့ကြီးမရှနိုင်ငံကိုနိုင်ငံတော်ဆဲချီတွေကြီးဖောက်ခွာသွားပြီးအခုနောက်ဆိုရင်အမှုတွေပတ်တည်ကြောက်တူးထုံပြီးကြောက်ချီပန်းနေတော့ပြီလို့ကျမထင်တယ်ဘာလို့လဲဆိုတော့အရှင်းပါလဲပဲဒီလိုမျိုးတချို့ဒီနိုင်ငံတော်ခီးစဲဖောက်ခွာပြီဆိုတာနေအကြံခဲ့တဲ့ဒုတချို့ကအကြံဖတ်သမားတွေကိုနာနာလေးဖြင်းလေးရှိတယ်နော်အကြံဖတ်သမားတွေကိုဂျိုးချိုးလေးရှိတယ်အစွဲချိုးလေးရှိတယ်ဆိုတော့အခုနောက်ဆိုရင်နှစ်ခုတုံနော်သူတို့နှစ်ခုတုံဒူးတုံနေတော့ပြီလို့ကျမထင်ပါတယ်နော်အာဒီနေ့ ့နက်ခင်းမှာဆိုလို့ရှိရင်ဒီနေ့3လပိုင်း3ရက်နေ့မနေ့တနင်္ဂနွေချင်းကညနေနဲ့ပေါက်ကြမှာရှိရဲ့ဟောလက်ပံတို့ရင်းနေမို့ဟာတဲ့ပင်ကန်ရင်းနေမို့ဒီလက်ပံတို့တို့တဲ့ပင်ကန်တို့ဆိုတာကအညာတို့ပိုင်းဆိုရဲခေါင်းစဉ်နဲ့အယောက်ရင်းတည်ထဏာကဖော်ပြခဲ့တယ်လို့ပဲတော်လိုင်းရေးအနေထိုင်ပြီးတော့ပြည်ထောင်စာအခန်းကြီး KTV တွေမှာဆက်တင်ဖွဲ့ပြီးတော့နိုင်ငံတော်ရဲ့တယံစာဓာတ်တွေကိုရောင်းချနေတဲ့နော်စစ်သွေးကြွအုပ်စုတွေတရှိတဲ့နေရာကိုဒီနေ့တချို့ကြီးနိုင်ငံခြားခင်းစဉ်ထွက်ခွာတဲ့ဒီနေ့မနေ့ခင်းမှာပဲကျမတို့လူတက်ချုံကဂျက်ဖတ်မှုနှိမ်နေလိုက်ပါရင်ဂျက်ဖတ်သမားတွေကိုထိရောက်စွာပထမဆုံးကျမတို့ဒီဆက်တင်လေးနေ့တွေနဲ့ကဲထောက်ပြီးတော့မှ နောက်ဆက်နေလေးလေးနဲ့ကင်းထောက်ပြီးတော့မှနောက်ကနေပြီးတော့လေးရင်နဲ့ပုံချက်လိုက်တော့ဗျတော်တော်လေးကိုဘက်အကင်လေးဗက်ဒီအကင်လေးရောအရှင်လေးရောရပါတယ်ဆိုတော့ဘက်အကင်ဘယ်လောက်ရလဲဆိုတော့စင်းကိုတော့ကျွန်မမပေါ်ပြတော့ဘူးဘာလို့လဲဆိုတော့အချက်ဖက်သမားကြီးကပြောလိမ့်မယ်စစ်တဲကအဆူလာပြုံလိုက်တက်ဖြတ်ပါလေဆိုပြီးတော့တန်းလူသွေးပြီးမျက်ရည်ကန်ထိုးမှဆိုးလို့ဘက်အကင်ဘယ်လောက်ကောင်ရလဲဆိုတဲ့စင်းကိုတော့မပေါ်ပြတော့ဘူးပေါ့နော်ဘက်အကင်ဘယ်လောက်ထောင်ရပြီးတော့အညာအူပိုင်းကဘယ်လိုပြလေးဆော့သွားလဲဆိုတာကိုတော့ဒီနေ့ဒီ၃ရက်နေ့ညဒီနေ့ညတနေ့မှဆိုလို့ရှိရင်ပြည့်ဖြတ်မိရည်မှာရေးသားပြလိမ့်မယ်ပြည့်ဖြတ်မိရည်မှာမျက်ရည်ကန်ထိုးပါလိမ့်မယ်ညတော့စောင့်ကြည့်ပါဟာတဲ့မီဒီယာတစ်ခုမှတော့ပြောထားတာပြည့်တယ်ဒီနေရာက ားတဲ့အခုစစ်တပ်ကလက်ချောင်းနဲ့ဘုံကျဲသွားတယ်တဲ့အမြိုင်နဲ့ပေါက်ထားတာလက်ပတ်လို့ရင်းနဲ့မို့တဲ့ပင်ကန်ကန်ပေါ့နော်ရင်းနဲ့မို့အလေးလားကားပီဒီအက်စကန်နေမရှိပါဘူးတဲ့ကေတူတွေနေတဲ့မှာဖြစ်ပါတယ်ဆိုပြီးတော့နော်အမြိုင်ပကဖခေါင်းဆောင်ဆိုတဲ့ကောင်မှပြတ်သွားတယ်ဆိုတော့ဒီနေရာကြီးကတကယ်ဝင်ပဲဒီအမြိုင်ပကဖခေါင်းဆောင်ပြောလို့ပီဒီအက်စကန်မရှိပဲနဲ့ပီဒူတွေနေတဲ့ရွာဟုတ်ရဲ့လားနော်ဒါတီတူကပွဲတစ်ဖက်မိခံပြီးတော့နော်ပီဒီအက်မိတ်ကလေးတွေစီဒီအန်လုံးနေတဲ့ဝန်ထမ်းတွေကိုပြစ်တာခမ်းမှာဖာလောက်ခိုင်းနေတဲ့ ဆက်သွင်းကြတာတာလီဘန်ထဲအောက်တန်းကြတယ်တာလီဘန်နေရှိတဲ့နေရာလားဆိုတာတော့ခင်ဗျားတို့ကိုယ်တိုင်ပဲခွဲခွဲခြားခြားသိနေမှာကျွန်မထင်ပါတယ်ဒါကဒီနေ့မလက်ခင်တနာယီဝင်းကျင်ကနော်မလက်ဆော်ပိုင်းတနာယီဝင်းကျင်မှာထိုက်ထိုက်ချေသွမ်းမှုဖြစ်ပါတယ်မလက်ဆင်တိုင်းဝင်းကျင်တုန်းကလည်းပဲကျွန်မတို့ကြောက်မဲကြောက်မဲပလောင်ကြီးကြက်ဖက်သမားကြီးချေကိုယူထားတဲ့ကြောက်မဲမျိုးကိုတက်မလို့ကနေဒီချောင်းကနေပြက်ခက်ရှင်းလင်းနေတယ်လို့ကြားသိရပါတယ်ဒီအထဲမှာဆိုလို့ရှိရင်ကျွန်မတို့နောက်ထူတောင်ရဲကိုတက်မလို့ကပြန်လဲထိုက်ချပြီးတော့မိုးကုတ်မျိုးကိုလည်းပဲလက်ရှိနောက်ဆက်ကတက်မလို့အိဆောင်ဆိုးရတာဝင်းရံပိတ်ဆို့ထားပါတယ်မိုးကုတ်ကိုပိတ်ဆို့ထားပြီးဖြစ်ပါတယ်ကြောက်မဲကိုလည်းဘုံကျဲရှင်းလင်းနေရရှိတယ် ခင်ဗျားတို့ကိုပြောချင်တာကပါရာမော်တာလို့ခေါ်တဲ့စက်တယ်လီတွေထိတာကပါရာစီတမောတောက်လို့မပြောက်ပါဘူးနော် NLG ကို NLG ပေါ့လေရှိ NLG အဖွဲ့ကအရင်က NLG ဘိုးတိုင်းဝင်ကြီးကျော်ပြောခဲ့တယ်လို့ဆရာမောင်ဆေးနေလို့တောက်လို့မပြောက်ပါဘူးတခါလေးပြည်ပေးပါရဲ့စက်တက်ဆိုတာပြည်မှန်အောင်ထိအောင်ပြစ်တယ်မိုးပေါ်ထောင်ပြစ်ပြီး၆တာမပါဘူးလို့ပဲပြောချင်ပါရဲ့ဆိုတော့ဒီနေ့မနက်ခင်းပါပဲ ညိုင်တဲ့ပောက်ကိုတော့အကြပ်ပတ်မှုနေနေခဲ့သလိုကြောင်မဲကိုလည်းတက်မတော်ကနေနေနေကျွန်တော်တို့ဒီနောက်ချိုးကိုပြန်ရတယ်လို့ကိုကိုဝိုင်းရပိတ်ဆို့ထားပြီးတော့ကြောင်မဲကိုလည်းတက်မတော်ကထိုးစစ်စစ်လေးပြပါတယ်။ဒီကူးတဲ့တဲ့ချင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရနိုင်ငံတော်တည်ရန်သားရည်နေပေါ်မြောက်တည်ရန်သားရည်ကိုတူးခေါ်ရောင်းချပြီးတော့နိုင်ငံတော်ကိုပုံကန်နေတဲ့အဖွဲ့လိုကိုတက်မတော်ကနေပြည့်ခက်ရှင်းနေကြတာရှိတယ်။နောက်ပြီးခဲ့တဲ့ဖြစ်ပေါ်ရအောင်ဆုံးဖက်ပေါ့နော်။ရှေးတစ်ဖက်တော့ကဆိုလို့ရှိရင်ဒီစင်ကူးမတရားတမိချင်းဒီစင်ကူးမတရားတမိချင်းကကျွန်မမမမောက်ဆိုလို့ရှိရင်ပြီးခဲ့တဲ့နောက်24ပြမ6လာတဲ့ကအာတို့မန္တလေး PDF ဆိုတဲ့အဖွဲ့လေးကကျွန်တော်တို့စင်ကူးမျိုးကိုတင်လိုက်ပြီးမတရားမျိုးကိုတင် ိန်းလိုက်ပြီးတပိတ်ချင်းကိုမျိုးသေးတိုက်ခွဲဆင်နွှဲနေပြီဆိုပြီးသူတို့ကြွေးတော်တယ်ပြီးရင်စင်ကူးနဲ့မတွေ့ရဘူးလို့ရှိရင်မန္တလေးကိုတိမ့်မယ်မန္တလေးမျိုးသေးကြီးတိုက်ခွဲဆင်နွှဲမယ်အာရွှေပြည်တို့စစ်စင်ကြီးနဲ့မန္တလေးကိုတိမ့်မယ် နဲ့ထိုင်အောင်စစ်စီရေးနဲ့မန္တလေးမြို့ကိုတိမ့်မယ်အခုဗာလေရှမ်းပန်းစစ်စီရေးနဲ့မန္တလေးမြို့ကိုတိမ့်မယ်ဆိုပြီးသူတို့ကြွေးကြော်ခဲ့ကြတာအခုဆိုရင်စင်ကုန်းရဲ့ဒီမတရားကိုသူတို့အဲမန္တလေး PD အဖွဲ့ကြီးတိမ့်ပြီးတာကအခုဆိုရင်8လကျော်8လရှိသွားပြီဒါပေမဲ့မန္တလေးကိုသူတို့ငကူမူလာပြောထားတယ်လို့မန္တလေးကိုစိတ်ရင်မဖော်ဆောင်နိုင်ပဲနေဘာလို့ကြာကြာနေလဲမသိလို့ရှိရင်လက်နက်ကင်ပြီးတော့လူပေါ်လူကြောရတဲ့အရာတော်ကိုသိသွားတဲ့အတွက်လက်နက်ကင်ပြီးတော့အာဏာရှင်လုပ်ရတဲ့အရာတော်ကိုသူတို့က မမိုးသွားရင်ခုံမင်းသွားရင်ဒါကြောင့်မို့လို့ဒီစင်ကူးတို့လက်ပံမှတို့ဆိုတာကကျွန်မတို့ရွှေလုံးကွက်တည်းရှိတယ်။အဲ့တော့အဲ့ဒီမန္တလေး PDF တွေလက်ရှိမှာဆိုလို့ရှိရင်စင်ကူးနဲ့တပိတ်ချင်းမှာရှိရဲ့ရွှေလုံးကွက်တည်းမှာနိုင်ငံတော်ရဲ့ကျွန်မတို့ရဲ့တန်ရာစာတွေကိုလက်လက်ကန်ပြီးတော့လူပေါ်လူကျောင်းအနိုင်ကျင့်ပြီးတော့တန်ရာစာတွေကိုသူ့ပေါ်ရောင်းချပြီးတော့တော်လန်ရဲ့မိခံပြီးတော့အဲ့ဒီလိုမျိုးမရွှေလုံးကွက်တည်းမှာ ရွှေတွေတို့ပေါ်နေတဲ့အကြဖက် PDF ဖွဲ့တွေကိုမန္တလေး PDF ဖွဲ့တွေကိုတက်မတော့ကအခုအဖေပေါ်နောက်ဆုံးပဲပေါ့နော်ရှေ့တစ်ပတ်တုန်းကလည်းတက်မတော့ကနေပြီးတော့အထီးရောက်စွာဒီခက်ရှင်းနေကြတာရှိပါတယ်ဆိုတော့ဒီနောက်25မှာရွှေကောက်ပွဲကျင်းပမယ်လို့ထွေးကြောင်ထားတာဖြစ်တဲ့အတွက်ရွှေကောက်ပွဲ ျမ်းမာနိုင်ရေးအတွက်အကြံဖတ်မှုတွေကိုထိန်းနေပါလိမ့်မယ်စားတဲ့လူတွေနေနေမယ်အကြံဖတ်မှုတွေချုပ်ငိမ့်မှာအတိုင်းပြည်တင်ရဲ့အေးချမ်းမှာရုပ်ောက်ွယ်ကျမ်းမာနိုင်မှာဖြစ်တဲ့အတွက်တည်ငြိမ်အေးချမ်းမှုရအောင်တက်မတော်ကနေဒီစားတဲ့ထိုးစားတဲ့တိုးပြီးတော့ကျမ်းမာမှုတွေနေနေနိုင်မယ်လို့ကျမယုံကြည်ပါတယ်ဆိုတော့မနေ့ကဆိုလို့ရှိရင်မနေ့ကတော့၃လပိုင်းတည့်ရက်နေနဲ့၂ရက်နေပေါ့နော်၃လပိုင်းတည့်ရက်နေနဲ့၂ရက်နေမှာဆိုရင်ပြဖြစ်မိတာလေးမှာပါပြောတယ်မြေလက်တန်ဆိုရဲတကယ်ထားတာကပြောတယ်ခြေတကြုံမှာစက်ကောင်စီရဲ့စစ်ကြောင်းကိုသူတို့တော်လိုင်းရေးတပ်ဖွဲ့တွေကဓားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက်စစ်ကြောင်းတစ်ခုတော့ပြတ်ပြီးတော့ အရှင်ဖမ်းမိပြီလေကိုဦးတည်ပြီးတော့ကိုဦးအရှင်ဖမ်းမိပါတယ်ဆိုပြီးတော့တို့အောင်ဝဲခံကြရေးဒီလက်တက်တဲ့ဌာနနောက်ခုကြတော့ဒီမန္တလေး PD ရဲ့သတင်းတွေကိုအများနဲ့ဖော်ပြနေတဲ့ MFP MFP တင်ခဌာနကဘာပြောလဲဆိုတော့စကိုင်းတိုင်းရိုင်းမြို့နယ်မှာစစ်ကြောင်းဒီစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးကိုတို့တိုက်ခိုက်ချေနှုန်းခဲ့ပါတယ်ဆိုပြီးတော့တို့ကိုတို့ဒီအားရစစ်တွေးကြရေးပုံစံမျိုးအလန်နဲ့တွေဖွင့်ထိုးပြီးအောင်ဝဲခံကြရေး၃လပိုင်းတရက်နေမှာတို့အောင်ဝဲခံတယ်၃လပိုင်းနှစ်ရက်နေကြတော့ဘာပြောလဲရိုင်းနဲ့ရေစကြိုးမှာစစ်တပ်ကစစ်ကြောင်းထိုးနေပါတယ် အကြမ်းဖက်အားဖြင့်ပြည်ထောင်မီဒီယာ RF မှာနေ့ရက်ကဖြစ်ပြီးမူပြရဲ့မတလုံးမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နဲ့စကိုင်းတိုင်းရောင်မြုံနယ်နဲ့နော်မကွေးရရေကျွတ်မြုံနယ်ကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးတော့ကြီးတဲ့နဲ့လေတဲ့နှစ်ခုကနေပြီးအပြင်းအထန်အဲသူကရိုးရိုးတန်းတန်းလောင်ပေါ့ကောမတလုံးမှာတိုက်ပွဲမရှိဘဲနဲ့ကြီးတဲ့နဲ့လေတဲ့ပေါင်းပြီးအပြင်းအထန်ထိုးစစ်ပြစင်နေတဲ့အတွက်ဒေသခံအရက်သားပြည်သူတပေါင်းကျော်ဖက်ကြီးတဲရှောင်မြရပါတယ်ဆိုပြီးတော့ချက်ချင်းလက်ငယ်ကိုကြောင်းလိန်ကြောင်းစားလူငယ်မှမလေးကလင်ကတိပြောကြတယ်နော်ဒါကြောင့်မလို့ဒီလိုတွေမှာမီဒီယာကျုံ့ဆိုတာမရှိဘူးမီဒီယာတိုက်ခါဆိုတာမရှိဘူးသူတို့မှာစောင့်ကြည့်ရမယ် စီးကဲဆိုတာဘယ်လိုနားမလဲဘူးခုံတိုက်ခါနဲ့ရှက်တရားဆိုတာမွေးကလေးကပါမလာကြဘူးနော်တတိယနေ့တုန်းကပဲမြေလက်တံမှာပြောတာကရည်တချို့မှာစက်ကောင်ကိုရှက်ချောင်းကိုတို့တိုက်ခိုက်လိုက်တယ်အမက်ပြီမှာပြောကြတော့နော်ညောင်မှာစက်ချောင်းတစ်ခုလုံးတို့တိုက်ပတ်လိုက်တယ်တတိယနေ့နေ့ရက်နေ့ကျတော့ချက်ချင်းလက်ငင်းပဲတိုက်ပွဲမရှိတဲ့နဲ့စက်တက်ကမြေပြင်နဲ့လေဝင်ခင်ရတယ်ပြီးတော့အပြင်းထန်ဖိုးစစ်စင်လေးတို့ဒေသခံတွေထွက်ပြေးတဲ့ခြုံရပါတယ်လို့ပြောတယ်။ဒါကြောင့်မလို့ဒီလူတွေကတကယ်ကိုမှစစ်တပ်မွန်တီရေဝါဒမိုင်းတိုက်နေတဲ့တစ်ဖက်ဆောင်းနေတဲ့ကျမတို့ဗီဒီယိုကိုရိုက်တိုက်နေတဲ့မိသားစုတွေကိုကျမကခင်ဗျားတို့ တုံးတက်ကြရတယ်ဖြစ်တယ်။နောက်တစ်ခုကအာဖောက်ခက်ဖောက်ခက်မှာဆိုလို့ရှိရင်သူတို့ဖောက်ခက်မော်ဆိုပြီးတပည့်ကြောင်းကနေဆန္ဒပြနေတာပေါ့နော်။အာဆန္ဒပြမှုရှိတယ်သူတို့ဆရာမရှင်ကိုဆန့်ကျင်တယ်ပေါ့နော်။ပြည်သူတွေတက်တည်ရှိတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးလမ်းပေါ်ထွက်ကြပါလားဆိုပြီးဆန္ဒပြရတယ်။ဆူဆန္ဒပြမှုဆိုရင်တော့ကျွန်မအနေနဲ့ဘာမှပြောကြအောင်မရှိဘူး။တို့တို့စစ်တပ်ကိုလက်ရှိငါဆန္ဒအစိုးရကိုတို့မကြိုက်လို့ဆန္ဒပြရတယ်။ဒါတို့ရဲ့သဘောထားကိုတို့ဆန္ဒထုတ်ပေါ်လို့ရတယ်။ဒါကိုလက်ခံပေးလို့ရတယ်။ဒါပေမဲ့ စစ်တပ်ကိုဆန့်ကျင်တာမဟုတ်ခင်လေမစစ်ကောင်စီကိုဆန့်ကျင်ရှုတ်ချပါရဲ့ပြောပြီးတော့သူတို့ KIA ကိုထောက်ခံနေတယ်အန်ယူဂျီပီဒီကိုထောက်ခံပါရဲ့ဆိုရယ်ဆိုင်းဘုတ်တင်နဲ့သူတို့တွေးကြော်ဆန္ဒပြကြတယ်အဲ့ဒီမှာသူတို့ရဲ့တွေးကြော်တဲ့ခုမှာဘာပါလဲဆိုတော့မြေဦးတော်လည်းအရေးတော်ကိုအောင်နေပြီအောင်နေပြီအောင်ကိုအောင်နေပြီလို့သူတို့ကြော်ပါတယ်ဆိုတော့တကယ်ပဲဒီဖားကံတပိတ်စစ်ကြောင်းကပြောတယ်သူတို့ပြောတဲ့မြေဦးတော်လည်းအရေးတော်ကိုတကယ်အောင်နေပြီလားမအောင်ဘူးလားဆိုတာကိုသူတို့ဒီဖက်မီဒီယာအချင်းချင်းမှာပဲရေးသားဖော်ပြရဲ့တကုတ်ဒီနောက်ဆိုလို့ရှိရင်မြေဦးတော်လည်းအရေးတော်ကိုအောင်နေပြီလားမအောင်ဘူးလားဆိုတာကိုခင်ဗျားတို့ ုံးသက်နိုင်မယ်လို့ကျွန်မထင်ပါတယ်။နောက်ဆုံးတစ်ခုကဒီနေ့အာနေ့လည်ငယ်တနားရီမှာ DBB ကနေပြောပြသွားတယ်ပြင်ညာသွားတဲ့တင်တစ်ခုပေါ့နော်။ဒါပါလဲဆိုရင်ချက်ကြီးအေယာမီတိုင်းနဲ့ပသိမ်မြို့နယ်ရွှေတောင်ရံမြို့တက်ကမကြီးစင်သေးပါဘူးစစ်တပ်ကလူချောင်းကနေတိုက်ခိုက်ဘုံကျဲဘုံကျဲခဲ့တဲ့အတွက်ရွာမှာနေအိမ်နဲ့မီးလောင်ပြီးတော့အရက်သားဖြစ်သူတွေအုံးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်နော်ဒီနေ့လေးနဲ့တနင်္လာနေ့မှာဒီဒီဒီမှာကျင်းလာသွားတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်းစစ်ကောင်စီကလည်းအေယာမီတိုင်းနဲ့ရွှေတောင်ရံမြို့တက်မကြီးစင်ပါဘူးဒီချောင်းကနေဘုံကျဲတဲ့အတွက်ပြည်သူတွေ ဥမဲ့အိမ်လေးဖြစ်သွားပါလေဆိုပြီးတော့ကလိန်တက်ကြီးဖြောင်းလေးတောင်စားပြကြတယ်เนาะအမှန်တကယ်တော့ဒီအရာလေးတိုင်းเนาะကျွန်မမနေ့ကတော့မမမရရမနေ့က3လပိုင်း2ရက်နေ့မနေ့က3လပိုင်း2ရက်နေ့ကျွန်မအဲ့ဒီမကြီးစင်အကြောင်းကိုကျွန်မပြောသေးတယ်เนาะ တနေ့ကမှကျွန်မပြောထားသေးတယ်မကြီးစင်ရွာနဲ့ဘုံမီကြီးရွာရွှေတောင်ရံမြို့တစ်ကိုအေအေကလာတိုက်လို့ဒီမှဒီပြေဒေသခံပြည်သူတွေဒီလိုမျိုးဖြစ်သွားပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောသေးတယ်အဲ့ဒီအချိန်တုန်းကတော့ဟာမသိရင်ပဲချောင်းသာကိုအေအေကတက်ခတ်သိမ်းပိုက်တော့မယ်ပသိမ်နဲ့မော်ဒင်ဆုံးကိုတော့အေအေကဒီနေ့သိမ်းတော့မလို့လို့မနေ့ဖြတ်သိမ်းတော့မလို့လို့ပသိမ်မှာရှိတဲ့ဒီကျွန်မတို့ဒီတိုင်းစစ်ဌာနချုပ်ကတက်မီသားစုဝင်နေတော့ထွက်ပြေးတိမ်းချောင်းနေရတယ်လို့လည်းဘာသာဖြန့်ခဲ့ကြတာဘာသာဖြန့်နေကြတာအဲ့ဒီအချိန်တုန်းကတော့ဟိုအရသာပြည်သူတွေကတိုက်ပွဲဖြစ်မှာကြောက်တဲ့အတွက်နော်ချောင်းသာမှာရှိတဲ့ဟိုတယ်တွေကပိတ်ထားတာကိုစစ်ကောင်စီကအတင်းကျပ်ဖိအားပေးပြီးဟိုတယ်တွေပြန်ခွင့်ခိုင်းနေပါတယ်ဆိုပြီးတော့ပြည်ထောင်စုမိသားစုတွေမှာ လေးပဲကြတယ်အခုလက်ရှိအချိန်မှာအဲ့ဒီ AA နဲ့ PD ရဲ့ဘူပေါင်းကြပ်ဖွဲ့ရင်းရဲ့စစ်မင်းမွေးပြီးစစ်ကိုလက်ရက်ခေါ်တဲ့အတွက်လက်ရှိမှာဗုံးမီကြေးရွာလိုမကြီးစင်ကြေးရွာလိုမိအောင်ပြာကြသွားတဲ့အခါကျမှစစ်တပ်ကလေချောင်းပါတွေဘုံကျန်လို့ပါဆိုပြီးတော့စစ်တပ်မုန်းတီးရင်းနဲ့သူများကိုကလင်ကကြင်လက်ညှိုးထုတ်ချတယ်ဒီချောင်းရောက်ကိုဖြစ်တလောက်လောက်နဲ့ကျမတို့ပြီးပြောပေးအဲ့တော့ဘာလဲဆိုတော့ဖိုက်နေတာဖိုက် AR တိုင်းမှာရဲ့စစ်စင်ကြီးဖုံဆောင်တိုင်းပို့တယ် AR တိုင်းမှာ စီရင်ပေါ်ဆောင်မှုအတွက်လိုအပ်တဲ့ရန်ပုံငွေကိုထောက်ပံ့နိုင်မှုအတွက်ပါဆိုပြီးတော့ fight ခဲ့တာ fight အမီနဲ့သူတို့ရုပ်ရှင်လိုက်တယ်။ရှင်းတဲ့နှစ်က2024လေးကသူတို့ရုပ်ရှင်လိုက်တယ်။ရုပ်ရှင်ရိုက်ပြီးတဲ့ရုပ်ရှင်ကိုနော်အခုပြီးခဲ့တဲ့တက်လာပိုင်း January နဲ့ February တို့ကသူတို့ရုပ်ရှင်ကိုဒီနိုင်ငံခြားရေးမှာပြရတယ်။ပြတော့အဲ့ဒီကနေရတဲ့ရန်ပုံငွေသိမ်းလိုက်တာကို ARD တိုင်းစစ်စင်ရေးမှာအသုံးပြုဖို့အတွက်သူတို့လှူဒါန်းပါတယ်လို့ပြောတယ်။အဲ့ဒီအချိန်ကကျွန်မပြောခဲ့တယ်။ဒီသိမ်းလိုက်ရသည် ARD တိုင်းကလူတွေ ARD တိုင်းက လူတွေမိလောင်ပြကြဆေးပေးဒုက္ခတွေဘဝရောက်အောင်လူတန်းနေတဲ့အစိတ်ပင်ရေလောင်းတဲ့ပတ်စံဖြစ်တယ်ဒီသိန်း400ကသူတို့သူတို့ရဲ့ပြောဆိုမှုကတော့စစ်တပ်ကတော်လှန်ပုံကံဖို့တဲ့အေရီတိုင်းမှာစစ်စင်ရေးဖော်ဆောင်မှုသိန်း400ပေးတိုက်ပေးမယ်အဲ့ဒီသိန်း400ကအေရီကလူတွေလူသေးပြီးပြင်ကျေသွားအောင်အေရီကအိမ်နေမိလောင်ပြကြသွားအောင်လူကိုထိရင် စစ်သည်ပျက်စီးခြင်းသဘောရှိတယ်လူကိုထိရင်လူသေးမယ်ဘုံကြီးကိုထိရင်ဘုံကြီးသေးမယ်အိမ်မိုးကြိုင်အိမ်မီးလောင်မယ်ဘုံကြီးတောင်းမောကြိုင်ဘုံကြီးတောင်းမီးလောင်ပြကြမယ်စာတင်ကြောင်မီးလောင်ပြကြမယ်ဒီလိုပျက်စီးခြင်းဖြစ်အောင်ဒီ fight တွေတော့ fight ဆိုပြီးတော့ပြဖြက်ဖွဲ့တွေကမီးလောင်ရလေးပြင်းပြီးအစိတ်ကင်ရေလောင်းနေတာဖြစ်တယ်ဒါကြောင့်မို့လို့အေရော်တွေတိုင်းမှာလူတွေရသပြည်သူတွေစစ်ပေးချောင်းထပ်ပြေးတိတ်ချောင်းနေရပါပြီအရသပြည်သူတွေစစ်ပေးဒုက္ခတွေထမင်းငဲနေပါပြီ အရာဒီတိုင်းမှာသူတို့တိုက်ပွဲပေါ်တော်လိုက်တဲ့အတွက်လူအိမ်နေလူနေအိမ်နေမိလောင်ပြည့်စီပြီးအိုးမဲ့အိမ်နေဖြစ်ပါပြီဆိုရင်တရက်ခန့်က fight တယ်တာ fight တာဖြစ်တယ်ဒီ AAPDF နဲ့သူတို့အဖွဲ့တွေကိုနောက်ွယ်ကနေလေကြီးထောက်ပံ့နေတဲ့မိလောင်ရလေးပြီးအစိတ်ပင်ရေလောင်းနေတဲ့ပြည်ဖြတ်အုပ်စုတွေမှာတာဝန်ရှိတယ်လို့ကျွန်မရှေ့တလာတွေကပြောခဲ့တယ်ဒါကြောင့်မလို့လက်ရှိမကြီးတင်ကြေးရွာကတူတူတူအိုးမဲ့အိမ်မဲ့ဖြစ်သွားရခြင်းရဲ့အတင်းရက်ခံပြီးချစ်မင်းမွေးပြီးစစ်ကိုခေါ်ခဲ့တဲ့စစ်ကိုလက်ရက်ခေါ်ခဲ့တဲ့ AAPD ရဲ့ပူပေါင်းအကြပ်ဖွဲ့တွေနဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းကနေငွေကြေးထောက်ပံ့ပေးနေတဲ့လူတွေပါတဲ့အခက်ဖြစ်တယ်။ဆိုတော့အရာရီတိုင်းမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့ကလည်းပဲဒီမကြီးစိတ်ကြေးရွာချွေးတောင်းရန်ဖြစ်စဉ်တွေနမူနာယူပြီးတော့ငါတို့ဒီနာမှာငါတို့ဒီလိုမျိုးအကြပ်သမားတွေကိုလက်ခံလိုက်မယ်ဆိုရင်နောက်ပိုင်းကငါတို့ဒီလိုငွေကြေးတွေထောက်ပံ့ပေးမယ်ဆိုရင်ငါတို့မျိုးလေးတည်လေငါတို့ရွာလေးတည်လေငါတို့ဇာတိမျိုးတည်လေပဲမကြီးပြည်ဘွားကဲ့သို့မိလောင်ပြကြရရလိမ့်မယ်ဆိုတာကိုနမူနာယူတတ်ဖို့လိုပါတယ်နမူနာယူတတ်ပါစေလို့လည်းကျွန်မညွှန်နေပါတယ်ဒါကြောင့်မို့လို့မိမိဒေတာမိမိရွာရွာမှာအကြပ်သမားတွေကိုလက်မခံဘဲနဲ့ အခြားဖတ်မှုတွေကိုစိုက်ကြမှာလို့ကျွန်မတိုက်တော့ပါတယ်။